နိုင်မဲဆိုးနဲ့ကြော်ကြားတဲ့လူသမားတအူးကအမျိုးသမီးတရင်တောက်တအူးစီကိုမမျော်လင့်မဲနဲ့ဆက်သွယ်ပြီးတော့တီးတဲ့အင်တာဗျူးတစ်ခုကမ်းလှမ်းခဲ့ပါတယ်။ဒီတွဲဆုံမှုကကြားကူတွေဝင်ရတယ်လို့ပဲဆိုတာသိပေမဲ့လည်းအလုတ်ကင်တွေအဆုံးဖြတ်ပေးမဲ့တရင်တူးကိုအသေးအံလိုချင်နေတဲ့စောင်းကျူကလက်ခံမှုဆုံးဖြတ်လိုက်ပါတယ်။သူမကအလုတ်ထုတ်ခံရတော့မဲ့အခြေအနေနဲ့ရင်ဆိုင်နေရပြီးတော့ကိုကိုကိုတက်တေပြဖို့အတွက်အခွင့်အရေးမရှိရင်အလုတ်ပြုတ်မှသေးကြနေပါပြီ။ ။တယောက်တည်းသွားလို့မရဘူးဆိုတာတိတဲ့စောင်းကျူကသူ့ရဲ့ရင်းနှီးတဲ့တငယ်ချင်းဖြစ်တဲ့ရဲရာရှိဟောင်းစန်းဝူကိုလုံခြုံရေးအတွက်အဖော်လိုက်ပေးဖို့တောင်းဆိုလိုက်ပါလေ။စန်းဝူကဒီအခြေအနေတစ်ခုလုံးကိုတန်တရားဝင်နေပြီးတော့လူသက်သမားကစောင်းကျူကိုဆက်သွယ်ရတဲ့နောက်ွယ်ကလျှို့ဝှက်ကြီးရွယ်ချက်တစ်ခုရှိမယ်ဆိုတာယုံကြည်ထားပါလေ။ဒါကြောင့်ဒီအင်တာဗျူးကတော်တော်လေးကိုအန်ဒီရဲ့များလုံးနေဆိုပြီးတော့စန်းဝူကသတိပေးလိုက်ပါလေ။ တကယ်လို့ဒီစောင်းမားကိုထုတ်ဝေဖြစ်ခဲ့ရင်စောင်းကျူကသတင်းတောက်တူအနေနဲ့စီးကျော်သွားတယ်ဆိုပြီးတော့လူလူရဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေကိုရင်ဆိုင်ရနိုင်တာကြောင့်စမ်းဟုကစိုးရိမ်တာပါတကယ်ချင်းကိုမစီးယုံနိုင်တော့ဘူးဆိုတာတိလိုက်ရတော့စောင်းကျူတယောက်အငင်းပွားတာကိုရက်ပြီးတော့သူ့ရဲ့ဖုန်းထဲကအတန်သွင်းထားတာတခုကိုဖွင့်ပြလိုက်ပါတယ်တကယ်တော့ပန်းနိုင်ကစိတ်လှုပ်ရှားစရာသတင်းကိုလိုက်နေတာမျိုးပဲနဲ့အသက်တချောင်းကိုကဲဘူးဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်။အဲ့နောက်မှာစောင်းကျူကဟိုတယ်နဲ့နည်းနည်းဝေးတဲ့နေရာမှာကားကိုရပ်ခိုင်းလိုက်ပါတယ်။ စန်းဦးကတော့ဘသူကများစောင်းကျူကိုဒီလောက်တတိတွေပေးလိုက်တာလဲဆိုတာစဉ်းစားမရဖြစ်နေတော့မှသူကမင်းကိုတတိတွေပေးလိုက်တာလားဆိုပြီးတော့နောက်ပြီးတော့မေးလိုက်ပါတယ်ဒါပေမဲ့စောင်းကျူကဖုန်းထဲကလူရဲ့အတန်ကိုကြားယုံနေတဲ့သူမအန်ဒီရမဖြစ်ဘူးဆိုတာတေချာတယ်လို့ယုံကြည်ချက်ရှိရှိနဲ့ပြန်ပြောလိုက်ပါတယ်ဟိုတယ်ကိုရောက်တော့စောင်းကျူကကောင်တာကိုတွားပြီးတော့အခန်းတော့ယူဖို့လုပ်ပေမဲ့မမျှော်လင့်မဲနဲ့ဧကန်းမကြီးကဆောက်လုပ်ဆဲဖြစ်နေတာကိုတွေ့လိုက်ရပါတယ် ဲ့ဒီအချိန်မှာအဲဂျူဝန်ထမ်းကဟိုတယ်တစ်ခုလုံးကိုပြန်လည်ပြင်ဆင်နေတာဖြစ်ပြီးတော့မကြခင်ပြီးစီးတော့မှဖြစ်လို့စိုးရိမ်စရာမရှိဘူးဆိုပြီးတော့စောင်းဂျူကိုပြောလိုက်ပါတယ်ချက်ချင်းပဲစောင်းဂျူကအိမ်သားကိုတွားပြီးတော့ခိုးနားထောင်တဲ့ကိရိယာတွေကိုတက်ဆင်လိုက်ပါတယ်ပြီးတာနဲ့စမ်းဦးအတွက်ဝေါ်ကီတော်ကီတစ်လုံးကိုပြင်ဆင်ထားပြီးတော့အပူအခန်းတော့ကိုကူးယူပြီးဓာတ်လီကားထဲမှာဝတ်ထားခဲ့တာကိုကြည့်ယုံနေနေတည်င်းထောက်ပြီးပြီးစဉ်းစားညံရှိပြီးတော့စေးဆက်တည်ကြတယ်ဆိုတာပြနေပါတယ် စမ်းဦးကတော့စောင်းကျူရဲ့အခန်းအောက်ထက်ကအခန်းထဲကိုအမြန်ဝင်ပြီးတော့အဝေးကနေသူမကိုလမ်းညွှန်မှုတွေဆလုပ်ပါတယ်။အရာရာအစင်းသင်းဖြစ်နေပေမဲ့စမ်းဦးကသူမကို walkie talkie ကနေတဆင်စိတ်ပြောင်းရင်အခုထွက်သွားဖို့နောက်မကျသေးဘူးဆိုပြီးပြောပါတယ်။ဒါပေမဲ့စောင်းကျူကဆုံးဖြတ်ချက်ချပြီးသွားရင်ဘယ်တော့မှနောက်မလှည့်တတ်တဲ့လူမျိုးပါ။သုံးနာရီတိတိမှာစောင်းကျူရဲ့အခန်းတကားဘဲကအချိန်စရာအတိုင်းအတိအကျမြည်လာပါတယ်။လုံခြုံရေးအတွက်အရင်ဆုံးတကားပေါက်ကနေတေချာကြည့်လိုက်ပါတယ်။ဒါပေမဲ့စောင်းကျူကတက်တိမွေးပြီးတော့တကားကိုဖွင့်လိုက်တဲ့အချိန် ရှိတ်မှာရက်နေတဲ့သူကအဖြူရောင်ဝတ်စုံနဲ့တော်တော်လေးကိုလှပပြပြတဲ့အမှုရာရှိတဲ့သူပါ။ဒါကြောင့်ဒီလူနဲ့ဖုန်းထဲမှာကြောက်စရာကောင်းတဲ့အတန်နဲ့လူသက်သမားကိုဆက်ဆက်ကြည့်လို့မရဖြစ်နေပါလေ။အဖြူရောင်ဝတ်စုံနဲ့အမျိုးသားကအခန်းထဲကိုဝင်လာပြီးတော့ထိုင်ပြီးတဲ့နောက်မှာတော့သူကစပွဲပေါ်ကရေတစ်ခွက်ကိုယူပြီးပေါ့ပေါ့ပါပါတောက်လိုက်ပါလေ။ဒီလူရဲ့အသေးစိတ်တိုင်းကပြေပြစ်ပေမဲ့သူ့ရဲ့တဘာဝအတိုင်းဖြစ်နေတဲ့အပြူမှုတွေကစောင်းကျူကိုချက်သိမ်းထားစေပါလေ။ယိုဟန်က သူ့ရဲ့ရုပ်ရည်ကစောင်းကျူစိတ်ကူးထားတာနဲ့အများကြီးကြွားချနေတယ်ဆိုတာသိပေမဲ့စောင်းကျူကတော့သူထင်ထားတဲ့ပုံစံတိုင်းပဲဆိုပြီးပြောလိုက်ပါတယ်။ပြီးတာနဲ့စောင်းကျူတယောက်အချိန်မစွဲတော့ဘဲနဲ့အဓိကအချက်ကိုပဲဓာတ်ရိုက်သွားပြီးတော့အမှုနဲ့ပတ်သက်တဲ့အင်တာဗျူးကိုစတင်လိုက်ပါတယ်။ပထမဆုံးအနီးနားကစောင်းကြည့်ကင်မရာရာပေါင်းများစွာကလူသက်သမားရဲ့ခြေရာတွေကိုမှတ်တမ်းတင်နိုင်ခြင်းမရှိတာကိုပြောကြခဲ့ပြီးတော့ဒီလိုမျိုးလူသက်သမားကသူ့ကိုယ်သူထိန်းချုပ်နိုင်တဲ့ထူးခြားတဲ့စွမ်းရည်ရှိရမယ်ဆိုပြီးတော့အခိုင်အမာပြောလိုက်ပါတယ်။စောင်းကျူက ယိုဟန်ပြောသမျှအရာတွေအားလုံးမှန်ကန်ကြောင်းတည်တည်ပြစေခြင်းနဲ့ဆိုတာကိုနားလည်လိုက်တဲ့အတွက်ယိုဟန်တယောက်ချက်ချင်းပဲဖုန်းထုတ်ပြီးတော့ဗီဒီယိုတစ်ခုကိုပြလိုက်ပါတယ်ဗီဒီယိုထဲမှာတော့ယိုဟန်ကသူ့ရဲ့သားကောင်တွေကိုတတ်နေတဲ့မြင်ကွင်းကိုမှတ်တမ်းတင်ထားတဲ့ပုံရိပ်တွေပါပါတယ်ဒီအချက်မှာစောင်းကျူရောစမ်းဝူပါယိုဟန်ပြောသမျှအရာတွေအားလုံးမှန်ကန်တယ်ဆိုတာသိကြသွားပါတယ်ပြီးတာနဲ့စောင်းကျူကတရားဝင်ရိုက်ကူးမှုကိုစတင်လိုက်ပါတယ်စောင်းကျူမေးတယ်ပထမဆုံးမေးခွန်းကသူ့ရဲ့နာမည်နဲ့အသက်ပါ ဒါပေမဲ့ဒီမေးခွန်းကိုယိုဟန်ကတိတ်ဆိတ်နေလိုက်တာကြောင့်အခန်းရဲ့လီလူကရုတ်တရက်အဆင်မပြေဖြစ်သွားပါတယ်။နှကြက်ကနေတဆင်စမ်းဟူကတော့စောင်းကျူကိုသူ့မျက်နှာကိုရိုက်ကူးထားနိုင်ရပြီဆိုပြီးတော့အလင်းအမြန်တတိပေးလိုက်ပါတယ်။ဒီနေ့ရဲ့အရေးကြီးဆုံးပန်းနိုင်ကသူ့ရဲ့ရာဇဝဲမှုတွေကိုအတည်ပြုဖို့ပါ။အဲ့ဒီအချိန်မှာပဲစောင်းကျူကယိုဟန်ကိုဘာကြောင့်အင်တာဗျူးလုပ်ချင်တာလဲဆိုပြီးတော့မေးလိုက်ပါတယ်။ သူကကိုကိုကိုရှင်းပြဖို့အခွင့်ရေးလိုတယ်ဆိုပြီးတော့ပြန်ဖြေလိုက်ပြီးတော့သူ့ရဲ့ဇလန်းကနေတဆင်စောင်းကျူကသူတတ်ခဲ့တဲ့လူတွေအားလုံးကပြစ်ဒဏ်ချမှတ်ခံထားရဘူးတဲ့သူတွေဒါမှမဟုတ်မကောင်းတဲ့အခြေချင်းရှိတဲ့ရာဇဝတ်သားတွေဖြစ်တယ်ဆိုတာသိလိုက်ရပါတယ်။ဒါပေမဲ့ယုံဟန်ကဒီလူတွေကိုလူအဖွဲ့စည်းကိုတန်းစင်ဖို့အတွက်တတ်ခဲ့တာမျိုးပဲနဲ့ယောဂါကိုကုသဖို့ရည်ရွယ်ချက်အတွက်သာဖြစ်ပြီးတော့ဒါကပုံသဏ္ဍာန်မဲ့လူအဖွဲ့စည်းကိုကုသတာမျိုးမဟုတ်ပဲနဲ့စစ်မှန်တဲ့ဆေးဘက်ဆိုင်ရာလုပ်ရက်တစ်ခုသာဖြစ်ကြောင်းကိုပြောပြပါရစေ။ယုံဟန်က ဆယောဂကူဆရာဝန်ဖြစ်တဲ့အတွက်သူကလူတက်နေတာမျိုးပဲနဲ့ကင်ဆာဆဲတွေကိုဖယ်ရှားနေတာဖြစ်ပြီးတော့သူ့လူနာတွေကိုရိုးရှင်းစွာကူတပေးနေတာဆိုပြီးတော့ယုံကြည်ထားတာပါဒီစကားကိုကြားတော့စောင်းကျူတယောက်ပို့ပြီးတော့ရှုပ်ထွေးသွားပြီးတော့ဘာလို့ယုံဟန်ကဒီအင်တာဗျူးကိုလုပ်ရတာလဲဆိုတဲ့မေးခွန်းကိုမေးလိုက်ပါတယ်တကယ်တော့ယုံဟန်ကစောင်းကျူနဲ့ပတ်သက်ပြီးတော့သူ့တည်တနာအများကြီးလှုပ်ထားပြီးစောင်းကျူကလာသူ့ကိုအင်တာဗျူးလုပ်ဖို့ထိုက်တန်နေဆိုပြီးတော့ခံစားခဲ့ရတာကြောင့်ပါဒါကြောင့်သူကဒီထိတ်လန့်စရာတီးတန့်ဆောင်ပါကိုစောင်းကျူကိုပေးဖို့ဆုံးဖြတ်ခဲ့တာပါဒါပေမဲ့စောင်းကျူက ကျွန်မစိတ်လှုပ်ရှားစရာဆောင်းပါတော့ဒီကိုရောက်လာတာမဟုတ်ဘူးဆိုပြီးတော့ပြက်ပြက်သားသားပြောလိုက်ပါတယ်။ပြီးတာနဲ့နောက်လာမယ့်တားကောင်ရဲ့အထောက်ထားကိုမသိရမချင်းအဲ့လူရဲ့အသက်ဘေးကင်းရလားဆိုတာမသိရမချင်းဒီအင်တာဗျူးကိုဆက်လုပ်လို့မရဘူးဆိုပြီးပြောပါတယ်။ဒါပေမဲ့ယုံဟန်က "तू မပြောချင်ဘူး"လို့ပေါ့ပေါ့ပါပါနဲ့ပြန်ညင်လိုက်ပါတယ်။ဒီစကားကိုကြတော့စောင်းကျူကချက်ချင်းထားရက်ပြီးတော့ထွက်သွားဖို့ပြင်လိုက်ပါတယ်။ပြီးတာနဲ့ကင်မရာကနေမမ်မိုရီကတ်ကိုဖြုတ်ယူပြီးတော့ယုံဟန်ကိုပြေးလိုက်ပါတယ်။ဒါပေမဲ့ ယုံဟန်ကတော့အခုစောင်းကျူထွက်သွားမယ်ဆိုရင်အဲ့လူကတန်းတိမ်မယ်ဆိုပြီးတော့ချင်းချောက်လိုက်တာကြောင့်ဒါကိုကြားလိုက်ရတော့ဆန်းဟူကသူ့မှာကြံရပါရှိမရှိစောင်းကျူကိုအတိပြုခိုင်းဖို့ပဲလုပ်နိုင်မှာတော့တယ်။ယုံဟန်ကသူ့ဒီမှာတယောက်တည်းရှိနေရင်တောင်မှသူ့ရဲ့လူတက်မှုအစီအစဉ်ကဆက်လုပ်နိုင်မယ်ဆိုတာအခိုင်အမာပြန်ပြောလိုက်ပါတယ်။ဆန်းဟူကစောင်းကျူကိုထွက်သွားဖို့ဇတိုက်တွန်းအားပေးနေပြီမြင့်စောင်းကျူကတော့လူတွေကိုကယ်တင်ဖို့အတွက်ဆက်နေဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။အဲ့နောက်မှာစောင်းကျူကအင်တာဗျူးကိုပြန်ဆလိုက်ပါတယ်။ ဒီတစ်ချိန်မှာတော့ယုံဟန်ကဒီအင်တာဗျူးကနေပြီးတော့ကိုကုတ်ကိုဆင်ကျင်သုံးသက်ခြင်းနဲ့အတွက်စောင်းယူကိုပုံမှန်အတိုင်းပြတ်သားပြီးတော့ပွင့်လင်းတဲ့စကားလုံးတွေသုံးဖို့တောင်းဆိုလိုက်ပါတယ်။ဒါကြောင့်စောင်းယူကအဓိကမိကုံးကိုတိုက်ရိုက်မိလိုက်ပါတယ်။အဲ့ဒါကတော့သူ့ရဲ့လူတက်မှုရည်ရွယ်ချက်ကဘာလဲဆိုတာပါပဲ။ဒါကြောင့်ယုံဟန်ကတော့ပုံမြင်တဲ့ပုံနဲ့ပြန်ဖြေဖို့ကိုရွေးချယ်လိုက်ပါတယ်။ပုံမြင်ကတော့သူချက်တဲ့သူနဲ့လက်ထပ်ပြီးတော့ကလေးယူတော့မယ်အမျိုးသမီးတူဦးနဲ့စတင်ပါတယ်။ ဒါပေမဲ့ကလေးမွေးကနီးမှာပဲမကောင်းဆိုးဝါးတစ်ယောက်ကသူ့မကိုအာရမပြုခြင်းခဲ့ပါတယ်။ကံကောင်းထောင်းမစွာနဲ့ပဲရာဇဝတ်သားကိုဖမ်းမိခဲ့ပြီးတော့ကလေးကလည်းကျမ်းမာစွာမွေးဖွားလာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနေ့ရဲ့ထိတ်လန့်စရာအမှတ်တရကသူ့မဘယ်တော့မှမေးတော့မှမဟုတ်ပါဘူး။ဒီအမျိုးသမီးကသူ့မရဲ့ကလေးစီမှာလည်းညဉ့်ဉန်းတဲ့တွေးတွေပါလာတယ်ဆိုပြီးတော့ထင်ရောင်ထင်မှားဖြစ်လာခဲ့ပါတယ်။နောက်ဆုံးတော့ပြင်းထန်တဲ့ဝေဒနာကြောင့်သူ့မကကလေးကိုပွေဖက်ပြီးတော့အဆောက်အအုံကနေခုန်ချပြီးကိုကုတ်ကိုတတ်တည်ဖို့ကိုရွေးချယ်လိုက်ပါတယ်။ ပြီးတော့စောင်းကျူကဒီကံမကောင်းတဲ့အမျိုးသမီးကယုံဟန်ရဲ့ဇနီးဖြစ်တယ်ဆိုပြီးတော့ထင်ကြီးပေးလိုက်ပါတယ်။တကယ်လည်းဟုတ်ပါတယ်။သူ့ရဲ့ဇနီးနဲ့ကလေးတေဆုံးပြီးတဲ့နောက်မှာသူကအဆုံးမရှိတဲ့နာကျင်မှုတွေကိုနစ်မြုပ်သွားပြီးတော့မိမရဲ့ထင်အောင်ထင်မှားဖြစ်မှုကိုလည်းမကူတာပေးနိုင်ခဲ့တဲ့အပြစ်ရှိတဲ့စိတ်ကြောင့်ဆရာဝန်တယောက်အနေနဲ့ဂုံတိတ်ခါလည်းပျောက်သွားခဲ့ပါတယ်။ဒါပေမဲ့အခုလိုဆက်ပြီးတော့ရှင်သန်စေခဲ့တဲ့တခုတည်းသောအရာကတော့လက်စားချေဖို့ပါ။ဘာလို့လဲဆိုတော့အဲ့ဒီနှစ်ကရာဇဝတ်သားကိုထောင်ဒဏ်၄နှစ်သာချမှတ်ခဲ့တာကြောင့်မလို့ပါ။ ၄နှစ်လုံးလုံးယုံဟန်ကသူ့ထောင်ကလွမြောက်လာမယ့်နေ့ကိုစောင့်နေခဲ့ပြီးတော့သူ့ကိုအဆုံးသတ်ဖို့စီစဉ်နေတာပါ။ဒါပေမဲ့ကံမကောင်းစွာပဲနဲ့ထောင်ကလွမြောက်ဖို့တရက်လိုမှပဲရာဇဝတ်သားကတည်ဆုံသွားပါတယ်။အဲ့လိုနဲ့ပဲယုံဟန်တယောက်ရည်ရွယ်ထားတဲ့ပန်းတိုင်ကလည်းမရှိတော့တဲ့အတွက်မူရစ်ဆေးတွေစတုံးခဲ့ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကလည်းတစ်နေ့တခြားယူရင်းလာခဲ့ပါတယ်။ဒါပေမဲ့မိသားစုနဲ့ပြန်ဆောင်ရတော့မယ်ဆိုတာတိတဲ့အတွက်ပျော်ရွှင်ခဲ့ပါတယ်။တနေ့မှာကံမကောင်းတဲ့အမျိုးသားတအူသူ့စီကိုရောက်လာတဲ့အထိပါပဲ။ အရက်မူးပြီးတော့ကားမောင်းတဲ့သူတူအူကြောင့်အဲ့ဒီအမျိုးသားကဇနီးဖြစ်သူကိုဆုံရှုံခဲ့ရပြီးတော့သူ့ရဲ့ရှစ်နှစ်အရွယ်သားလေးကလည်းကိုမာဖြစ်နေတဲ့အခြေအနေနဲ့ကြုံခဲ့ရပါတယ်။နှစ်တည်ကြာပြီးတဲ့နောက်မှာအဲ့လူကသူ့မိသားစုအတွက်ခြေခွဲစရာတွေဖြစ်စေခဲ့တဲ့သူကိုမတော်တဆတွေးခဲ့ရပါတယ်။ရန်သူကိုမြင်တော့သူကချက်ချင်းတတ်ဖို့ရည်ရွယ်ချက်နဲ့လိုက်သွားပါတယ်။ဒါအเจ้าကိုတွေးပြီးတော့မလုံနိုင်ခဲ့ပါဘူး။သူ့ရှေ့မှာနာကျင်နေတဲ့အမျိုးသားကိုကြည်ရင်နဲ့ယုံဟန်ကထူးဆန်းတဲ့ယဉ်ထိမှုတစ်ခုကိုခံစားလိုက်ရပါတယ်။ဒါကြောင့်သူကအဲ့ဒီအမျိုးသားကိုကုသနီတစ်ခုကမ်းလှမ်းခဲ့ပါတယ်။ အစပိုင်းမှာတော့ဒီအမျိုးသားကအဲ့ဒီကလန်မှုကိုကြောက်ရွံ့နေခဲ့ပါတယ်။ဒါပေမဲ့ယုံဟန်ကသူ့ဘဝရဲ့ကြည်ကွဲစရာအကြောင်းကိုပြောပြတာကိုကြားပြီးတဲ့နောက်မှာတော့သူကယုံဟန်ရဲ့နှဆိုင်နဲ့စာနာမှုကိုခံစားလိုက်ရပါတယ်။ဒီတစ်ချက်မှာပဲစောင်းကျူတယောက်ရုတ်တရက်တစ်ခုခုကိုသဘောပေါက်သွားပါတယ်။အဲ့ဒါကတော့ဒီအမှုကဘာလို့လမ်းပိတ်သွားလဲဆိုတာသူမှနားလည်သွားတာပါ။ဘာကြောင့်လဲဆိုတော့ယုံဟန်ကတန်တရားတွေအားလုံးကိုအဲ့ဒီအမျိုးသားပေါ်ကိုတက်ရောက်အောင်တမင်တကာလုခဲ့တာကြောင့်မလို့ပါယုံဟန်ကအဲ့ဒီအမျိုးသားကိုတေဆုံးသွားတဲ့တရားခံရဲ့ဓာတ်ပုံကိုပြလိုက်တဲ့အခါမှာ အဲ့ဒီမျိုးသားကလွတ်မြောက်သွားတယ်လို့ခံစားလိုက်ရပါတယ်။ဒါပေမဲ့စောင်းချူကယိုဟန်ရဲ့စိတ်ကြည်နှံ့မှုကိုချက်ချင်းပဲမေးခွန်းထုတ်ခဲ့ပါတယ်။ဒါကလူသက်သမားရဲ့လိန်လေလှည့်ပြားမှုတသက်ပဲဆိုပြီးတော့စောင်းချူကထင်လိုက်တာပါ။ဒါပေမဲ့ယိုဟန်ကတော့သူ့ရဲ့အသွင်စိတ်ကိုသူ့အကောင်းဆုံးနားလဲတယ်ဆိုပြီးတော့ပြောပြပါတယ်။ပြီးရနဲ့ယိုဟန်ကခမားတကယ်ပဲလူတွေရဲ့လုံခြုံရေးကိုစိုးရိမ်ရင်ခမားပထမဆုံးလှုပ်တင်တာကရဲကိုခေါ်တာပဲလို့ဆိုပြီးတော့ပြောလိုက်ပါတယ်။ယိုဟန်ကစောင်းချူရဲ့လူငယ်ချင်းနဲ့စင်ကြီးကိုပွင့်ပွင့်လင်းလင်းဖော်ထုတ်ခဲ့ပါတယ်။ ပြီးတော့သူကစောင်းကျူရဲ့သွေးခုံတုံးကိုလက်နဲ့ဆမ်းပြီးတော့စောင်းကျူဒီကိုလာတာလူတွေကိုကယ်ဖို့ရောက်လာလားဒါမှမဟုတ်တီးတန့်တဲ့ရင်တွေရောက်လာလားလားဆိုပြီးတော့မေးခဲ့ပါတယ်။စောင်းကျူကခိုင်ခိုင်မာမာညင်းဆိုပေမဲ့ယိုဟန်ကသူမရဲ့တုံ့ပြန်မှုကိုကြည့်ပြီးတော့စောင်းကျူလိန်နေတာဆိုပြီးတော့ကောက်ချက်ချခဲ့ပါတယ်။ဒါပေမဲ့နားလည်ပေးလိုက်ပြီးတော့မီဒီယာလုပ်ငန်းကပြိုင်ဆိုင်မှုအရန်ပြင်းထန်တယ်လို့ယိုဟန်တယောက်ပြန်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတကားဘဲကရုတ်တရက်မြည်လာပါတယ်။ယိုဟန်မှားထားတဲ့ညစာကိုလာပို့တာပါ။ ဒါပေမဲ့နောက်တစ်စက္ကန့်အတွင်းမှာပဲဆောင်းကျူရဲ့ရှေ့မှာတင်ယုံဟန်ကအစားတောက်လာပို့တဲ့သူကိုချက်ချင်းတတ်ပစ်လိုက်ပါတယ်။အဲ့ဒီချိန်မှာဆောင်းကျူသဘောပေါက်သွားတာကယုံဟန်ကဒီညမှာတယောက်ယောက်ကိုတေချာပေါက်တတ်မယ်ဆိုတာပါပဲ။ဒါပေမဲ့ယုံဟန်ကဆောင်းကျူကိုအစကပြောထားခဲ့တဲ့ပန်းတိုင်ကိုသာအာယုံဆိုင်ဖို့ပြောပြီးတော့ယုံဟန်ကဆောင်းကျူရဲ့ရှေ့မှာဘာမှမဖြစ်တယ်လို့သူ့ရဲ့ညစာကိုအေးဆေးပဲစပြီးတော့စားနေပါတယ်။ဆောင်းကျူအရန်စိတ်လှုပ်ရှားနေတာကိုမြင်တော့ယုံဟန်က အခြေအနေကိုပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ချက်ချင်းပဲစောင်းကျူကပထမဆုံးလူတက်မှုပြီးတဲ့နောက်မှာသူဘာတွေလုပ်ခဲ့လဲဆိုပြီးမေးပါတယ်။ယိုဟန်ကအဲ့ဒီကလေးကသူကသူ့လူနာတွေကိုစပြီးတော့ရှာဖွေခဲ့တယ်ဆိုတဲ့အကြောင်းကိုပြန်ဖြေပါတယ်။သူကစိတ်ပိုင်းဆိုင်ရာအကြံဉာဏ်ပေးတဲ့အခန်းတစ်ခုမှာစေတနာဝန်ထမ်းလုပ်ခဲ့ပါတယ်။ပြီးတော့ရောက်လာတဲ့သူတွေရဲ့ဝေဒနာကိုနားလည်ပြီးတော့ယိုဟန်ကသူတို့ကိုကုသပေးပြီးအဲ့ဒီလူနာတွေအားလုံးကကောင်းမွန်တဲ့တုံ့ပြန်မှုတွေရခဲ့ပါတယ်။ဒါပေမဲ့စောင်းကျူကအဲ့ဒီလူနာတွေအပြစ်ရှိတဲ့စိတ်ကိုမခံစားရဘူးလားဆိုပြီးတော့ပြန်မေးလိုက်ပါတယ်။ လက်စားချပြီးတဲ့နောက်မှာကြံခဲ့တာကလစ်ဟာမှုဖြစ်နေခဲ့ပြီးတော့အဲ့ဒီလစ်ဟာမှုကိုအမြဲတမ်းအပြစ်ရှိတဲ့စိတ်နဲ့ဖြေကြတဲ့အကြောင်းကိုစောင်းကျူကပြောလိုက်တော့ယိုဟန်ကလူနာတချို့မှာတော့အပြစ်ရှိတယ်လို့ခံစားရတယ်လို့ဝန်ခံခဲ့ပေမဲ့သူ့အမြင်အရဒါကကုသမှုလုပ်ငန်းစဉ်ရဲ့ဘေးလွတ်ဆိုးကျိုးတာဖြစ်ပါတယ်။နောက်တော့ယိုဟန်ကသူ့ရဲ့ဇလန်းကိုဆက်ပြောပါတယ်။ အဲ့ဒါကတော့တယောထိုးတာကိုသဘာဝပါရမီပါလာတဲ့ကလေးတယောက်ကြောင့်ပါဒါပေမဲ့ဆင်းရဲတဲ့မိသားစုမှာမွေးလာခဲ့တာကြောင့်အတန်းပေါ်တွေကအနိုင်ကျင့်ပြီးတော့ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တဲ့အတွက်ကလေးကဗိုင်ယိုလင်ကိုဆက်ပြီးတော့မတီးနိုင်တော့ပါဘူးဂျုံဟန်ပြောပြနေတဲ့အချိန်မှာပဲဆန်းဦးကတော့တကားရှိကိုရောက်နေပါပြီစောင်းကျူကဆန်းဦးတကားကိုဖျက်ဝင်တော့မယ်လို့ထင်ပြီးတော့တော်တော်လေးကိုစိတ်လှုပ်ရှားနေပါတယ်ဒါပေမဲ့တကားကတော့ဖွင့်လို့မရပါဘူး ဒါကြောင့်အခြေအနေကိုထိန်းထားဖို့အတွက်စောင်းကျူတယောက်ယုံဟန်ကိုဇလန်းဆက်ပြောဖို့ပြောလိုက်ပါတယ်။သူကအခုချိန်မှာအဲ့ကလေးကိုအနိုင်ကျင့်ခဲ့တယ်။ကလေးကိုစိတ်ပိုင်းဆိုင်ရာအကြံပြုချက်တွေပေးဖို့အတွက်အိမ်ငွေချခဲ့တဲ့အကြောင်းကိုပြောပြီးတော့အဲ့ကလေးကအမိုးပေါ်မှာရက်နေပြီးသူစာတို့တစ်စောင်းပို့လိုက်တာနဲ့အဲ့ကောင်လေးကအစာဦးပေါ်ကနေချက်ချင်းခုန်ချပြီးတော့ကိုကုတ်ကိုတတ်သိလိုက်မယ်ဆိုတဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်။ ဒါကြောင့်ဆောင်းကျူကကလေးတယောက်ပေါ်တုံးနေသူ့ရဲ့လုံရက်တွေကအရန်ရက်ဆက်လုံးနေဆိုပြီးထင်လိုက်တာပါဒီလိုကလေးမျိုးကကြီးလာတဲ့အခါမှာလူအဖွဲ့အစည်းကိုထိခိုက်စေမယ့်အလုပ်တွေလုပ်ချင်မှလုပ်လိမ့်မယ်ဆိုပြီးတော့ဆောင်းကျူကပြန်ပြောလိုက်ပါတယ်ပြီးတော့ယုံဟန်ကအဲ့ဒီကလေးကတခြားတန်းပေါ်တယောက်ရဲ့လက်ချောင်းအားလုံးကိုမုန်းဆက်ရိတ်ထားနဲ့ဖျက်ပစ်ဖူးတဲ့အကြောင်းကိုထပ်ပြောလိုက်ပါတယ်ဒီစကားကိုကြားတော့ဆောင်းကျူတယောက်ရုတ်တရက်ကြက်တေးတေးသွားပါတယ်အကြောင်းကတော့သူ့တမီးရဲ့အိတ်ကတ်ထဲမှာတွေ့ရတယ်မုန်းဆက်ရိတ်ထားကိုရုတ်တရက်သတိရသွားတာကြောင့်ပါ ဒါကြောင့်ကြောက်လန့်တကြားနဲ့ယိုဟန်ကိုစာတို့မပို့ဘူးတားဆီးခဲ့ပေမဲ့စောင်းကျူတယောက်ဘာလို့အလောက်အသေးအတန်စိတ်လှုပ်ရှားနေရတာလဲဆိုပြီးတော့ယိုဟန်ကတန်တရားဝင်သွားပါတယ်။ရွေးချယ်စရာမရှိတော့တဲ့အဆုံးမှာစောင်းကျူကအမှန်တရားကိုပြောပြလိုက်ရပါတယ်။ကံကောင်းစွာနဲ့ပဲယိုဟန်ကသူ့ရဲ့ဇလန်ကကောင်းလေးနှစ်ယောက်အကြောင်းမှဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါပေမဲ့ချက်ချင်းပဲအဲ့နောက်မှာယိုဟန်ကအခြေအနေကိုပြောင်းပြန်လှန်လိုက်ပြီးတော့စောင်းကျူကိုသူ့တမီးရဲ့ပြဿနာအကြောင်းကိုပြောပြဖို့တောင်းဆိုလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတာမသိပေမယ့်ယုံဟန်တယောက်စောင်းကျူကိုအိမ်ွေချလိုက်ပါတယ်။နောက်ဆုံးမှာတော့စောင်းကျူတယောက်အမှန်တိုင်းမိသမျှကိုပြောပြလိုက်ရပါတယ်။လာအနေငယ်အကြကခင်မွန်ဟောင်းကကလေးထိန်ထိန်ဝင်ရဖို့အတွက်တရားဆွဲဆိုခဲ့ပြီးတော့တမီးဖြစ်သူကလည်းသူ့အဖေနဲ့အတူနေချင်းခဲ့တာပါ။နှစ်တည်းတလျှောက်လုံးစောင်းကျူကသူ့တမီးအတွက်အရာရာကိုဆွတ်လုပ်ခဲ့ပါတယ်။ဒါပေမဲ့ကလေးကအဖေကိုပဲပို့ပြီးတော့ကတ်တာပါ။ယုံဟန်ကစောင်းကျူကိုတမီးဖြစ်သူကိုမုန်းနေတယ်လို့ပြောဖို့စတင်ဥဆောင်ခဲ့ပါတယ်။ဒါပေမဲ့သူ့တမီးရဲ့အမှတ်တရကစောင်းကျူကိုမေမျောနေတဲ့အချိန်ကနေဆွဲထုတ်လိုက်ပါတယ်။ နှစ်ချက်ကနေတဆင်စမ်းဝူကဒီတိုင်းဆွဲခေါ်သွားခံရရင်သူတို့ရဲ့အစီအစဉ်တွေအားလုံးပြတ်သွားပြီးတော့နှစ်ယောက်စလုံးဖော်ထုတ်ခံရလိမ့်မယ်ဆိုပြီးတော့အလင်းစလိုသတိပေးလိုက်ပါတယ်ဒီအချိန်မှာအရာအားလုံးကစောင်းကျူပေါ်မှာမူတည်နေပါပြီစောင်းကျူကယုံဟန်ဘလောက်ကြောက်စရာကောင်းလဲဆိုတာတိသွားတဲ့အကြောင်းကိုပြောပြီးတော့အင်တာဗျူးကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ယုံဟန်ကစောင်းကျူရုပ်တရက်စိတ်ပြောင်းသွားတာကိုမေးခွန်းထုတ်လိုက်ပါတယ်စောင်းကျူကတော့စမ်းမှုပေးထားတဲ့လက်နက်နဲ့တိုက်ခိုက်ဖို့ယုံဟန်ရဲ့နားကိုကတ်သွားပြီးမြဲနောက်ဆုံးမှာတော့မလုံနိုင်ခဲ့ပါဘူး ပြီးတာနဲ့ယုံဟန်ကသူ့ဖမ်းထားတဲ့လူနဲ့ပတ်သက်တဲ့အချက်လက်တွေကိုပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်ပါတယ်။ဖုန်းမိလာတာကတော့စမ်းဦးစီမှာပါ။ဒါပေမဲ့ဘာမှမပြောဘဲနဲ့ဖုန်းချလိုက်ပါတယ်။တကယ်တော့ဒါကလှည့်ခွက်တစ်ခုပါပဲ။စောင်းကျူကနာမငိန်ဖြစ်နေတော့တယောက်ယောက်လာဖို့ရှိလို့လားဆိုပြီးတော့မေးလိုက်ပြီးဘလို့လုံမလဲဆိုပြီးတော့မေးရင်းနဲ့စမ်းဦးကအခုလောက်ဆိုရင်အိပ်ပျော်နေလောက်ပြီဆိုပြီးတော့ယုံဟန်တယောက်ပြောလိုက်ပါတယ်။ဒီစကားကိုကြတော့စောင်းကျူကသူ့ကိုတိုက်ခိုက်ဖို့လုပ်လိုက်ပေမဲ့ယုံဟန်ကတော့အေးဆေးပဲတားလိုက်နိုင်ပါတယ်။ ပြီးတာနဲ့သူ့လက်နဲ့နဲ့သူထိုးခံလိုက်ရပြီးတော့သတိမေ့သွားပါတော့တယ်။ဆောင်းကျူတယောက်နိုးလာတဲ့အချိန်မှာကြိုးချီခံထားရပြီးတော့ဒီအင်တာဗျူးကိုလျှို့ဝှက်ထားရမှာပဲမြင်ဆောင်းကျူကဂတိဖောက်ခဲ့တဲ့အတွက်လိန်ခဲမိတာကိုတောင်းပန်နေကြောင်ပြောလိုက်ပါတယ်။ဒါပေမဲ့ယုံဟန်ကသူ့လည်းလိန်ပြောခဲ့တာရှိတဲ့အတွက်ရပါတယ်ဆိုပြီးပြန်ပြေးလိုက်ပါတယ်။တကယ်တော့ဒီအင်တာဗျူးမှာတခြားယူရချက်တခုရှိနေတာပါ။အဲ့ဒါကတော့ဒီအင်တာဗျူးရဲ့ဇက်ကောင်ကယုံဟန်မဟုတ်ဘဲနဲ့ဆောင်းကျူဖြစ်နေတာပါ။အဲ့ဒီအချိန်မှာစောင်းကျူတယောက်ကင်မရာကသူ့ကိုတိုက်တဲ့ချိန်ထားတာကိုတွေ့လိုက်ရတဲ့အတွက်ထိတ်လန့်သွားပါတော့တယ် ဲ့နောက်မှာယုံဟန်ကစောင်းကျူတယောက်သူမရဲ့အသီးစိတ်နဲ့စန့်ကျင်တဲ့အရာတစ်ခုကိုလှုပ်ဖူးလားဆိုပြီးတော့မေးလိုက်ပါတယ်။စောင်းကျူကမလှုပ်ဖူးတဲ့အကြောင်းကိုညင်းဆိုလိုက်ပါတယ်။ပြီးတာနဲ့ချုပ်ထားတာကိုဖြေပေးလိုက်ပါတယ်။အဲ့ဒါကလှုပ်ပေးလိုက်တာမှုပဲနဲ့စိတ်လျှော့ဖို့စောင်းကျူတယောက်ရှက်ရွံ့စရာတစ်ခုကိုလှုပ်ဖူးလားဆိုတာတေချာစဉ်းစားဖို့ခွင့်ပြုလိုက်တာပါ။ပြီးတော့ရှုပ်ထွေးမှုတွေနဲ့အတူစောင်းကျူကလွန်ခဲ့တဲ့တစ်နှစ်ကအကြောင်းကိုစပြီးပြောပြခဲ့ပါတယ်။အဲ့ဒီချိန်ကစောင်းကျူစီမင်းစောယွန်းလို့ခေါ်တဲ့ Ishin Group ရဲ့ ဇီဝဗန္ဒာရဲ့အကြီးအကဲဖြစ်သူတယောက်ကဖုန်းဆက်လာခဲ့ပြီးတော့အတွင်းရေးတိုင်ကြားသတင်းရှိလာကြောင်းတွေ့ဖို့ကိုပြောခဲ့ပါတယ်။အဲဒီတော့ကဆေးရစ်တီထွေနဲ့ဖြစ်စဉ်မှာထွက်ပေါ်လာတဲ့အစိတ်ရှိတဲ့ဆုံးပြစ်ပစ္စည်းတွေထိမ့်သိမ်းရေးပေါ်ဆမှုနဲ့ယုံဆန်းမြစ်ထဲတရားမဝင်ဆုံးပြစ်မှုတွေအကြောင်းကိုပြောပြလိုက်ပါတယ်။အဲဒီမတော်တဆမှုကြောင့်ပတ်ဝန်းကျင်ဒေသတွေမှာပါကင်ဆာရောဂါခံစားရသူတွေနဲ့ပေဆုံးသူတွေရဲ့နှုံတာကမြင့်တက်လာခဲ့ပါတယ်။ဒီဖြစ်ရပ်ကိုဖုံးကွယ်ဖို့အတွက်အီရှင်းခရူးကရေစခန်းနဲ့ရှေ့နေရုံနှစ်ခုစလုံးကိုလက်ထိုးခဲ့ပါတယ် ဒါပေမဲ့ဒီကိစ္စကိုတာဝန်ယူရတဲ့သူကတော်တော်လေးကိုနောင်တရနေတာကြောင့်သူကတက်တေအထောက်ထားအားလုံးကို စုဆောင်းပြီးတော့စောင်းကျူကိုပေးခဲ့ပါတယ်။တရင်ပေးပြီးတဲ့နောက်မှာတော့အဲ့လူကကားတိုက်ထွက်ပြေးမှုနဲ့ဆုံးမသွားခဲ့ပါတယ်။ဒါပေမဲ့စောင်းကျူရဲ့အိမ်ကလည်းဖောက်ထွင်းဝင်ရောက်ခံရပြီးတော့တက်တေအထောက်ထားအားလုံးပျောက်ကွယ်သွားခဲ့ပါတယ်။ဒီနည်းနဲ့အီရှင်းဂရုရဲ့ရာဇဝတ်မှုတွေကိုဖော်ထုတ်မဲ့အစီအစဉ်ကလည်းပြတ်သွားပါတယ်။ပို့ဆိုးတာကကုမ္ပဏီစီစီရေးဌာနစီကိုအမိမဲ့တရင်ပေးပို့မှုရောက်လာပါတယ်။ အဲ့ဒါကတော့စောင်းကျူကဤရှင်းလုပ်ငန်းစုနဲ့ပေါင်းချံပြီးတော့စီရင်စာအုပ်ကိုခိုးယူသွားတယ်လို့သတင်းပေးထားတာပါအဲ့ဒီကလေးကကုမ္ပဏီကသူမကိုဖိအားပေးနေပြီးတော့နှုတ်ထွက်ခိုင်းနေတာပါစောင်းကျူပြောတာကိုနားထောင်ပြီးတဲ့နောက်မှာတော့ယုံဟန်ကခမားတကယ်ပဲအပြစ်ကင်းရလားဆိုပြီးတော့ပြန်မိခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနောက်မှာတော့ယုံဟန်ကစောင်းကျူကိုစက်တေတေးစီမဲ့အရာတခုပြောပြခဲ့ပါတယ်အဲ့ဒါကတော့အဲ့လုံကဖုန်းခေါ်ခဲ့တဲ့အမိမသိကယုံဟန်ကိုတိုင်ပါပဲအကြောင်းကတော့စောင်းကျူကိုဒီနေရာကိုခေါ်ဖို့အတွက်ပါပဲ တကယ်လို့သူကဒါအဲ့ဒီဖုန်းကိုမဆက်ခဲ့ဘူးဆိုရင်စောင်းယူကလည်းအလုံးဆက်တီမြဲဖို့အတွက်ဒီလိုနေရာကိုအရေးဆုံးပြီးရောက်လာမှာမဟုတ်ပါဘူး။ဒါပေမဲ့ကုတမှုမစတင်ခင်မှာယုံဟန်က မော်နီတာမျက်နှာပြင်ကိုလှည့်ပြီးတော့စမ်းဝူကိုအရာအားလုံးသူ့ထိန်းချုပ်မှုအောက်မှာရှိရတဲ့အတွက်မခုခံတော့ဘူးပြောလိုက်ပါတယ်။စောင်းယူကသူမနဲ့စမ်းဝူချစ်နေကြတယ်ဆိုတာကိုဝန်ခံတဲ့အခါမှာယုံဟန်ကစမ်းဝူကစောင်းယူကိုလုံးဝမချစ်ဘူးဆိုပြီးပြောလိုက်ပါတယ်။သူကစောင်းယူကိုကာဝယ်ခြင်းနဲ့ဆိုရင်စမ်းဝူအခုလောက်ရမှာကနားထောင်ဖို့ပါဆိုပြီးတော့ထပ်ပြောလိုက်ပါတယ်။ ဒါပေမဲ့စမ်းဦးကလွန်မြောက်ဖို့အယူမှုစူးစမ်းနေသေးပါပြီးတော့ယိုဟန်ကအန်အားတင်စရာတစ်ခုကိုချပြလိုက်ပါတယ်အဲ့နှစ်ကတက်တဲ့အထောက်အထားကိုခိုးယူခဲ့တဲ့သူကစမ်းဦးပါစမ်းဦးကမူလားကထူးချွန်တဲ့စစ်ဆေးရေးမှုတူပါဒါပေမဲ့အမှုကိုဖြည့်ရှင်းနိုင်တဲ့သူ့ရဲ့ပါရမီကြောင့်ပဲရာဇဝဲအဖွဲ့အစည်းတစ်ခုရဲ့အာယုံဆိုင်မှုကိုခံခဲ့ရပါတယ်ဒါကြောင့်သူတို့ကမြူဆွယ်မှုနဲ့မူရစ်စေဝါတွေကိုအသုံးပြုပြီးတော့စမ်းဦးကိုထိန်းချုပ်ခဲ့ပါတယ်ပြီးတော့စမ်းဦးကစာအုပ်တွေခိုးယူဖို့ကူညီရတဲ့အကြောင်းရင်းကတော့သူကရဲစခန်းရဲ့စုံစမ်းစစ်ဆေးရေးမှုရုပ်ရာတွေကိုရချင်လို့ပါ ဒါပေမဲ့အဖွဲကစမ်းဝူရဲ့လုပ်ရက်တွေကိုကြိုပြီးတော့သိနေတာကြပါပြီ။ဒါကြောင့်သူတို့ကဒါကိုအသုံးပြုပြီးတော့စမ်းဝူကိုထိန်းချုပ်ပြီးတော့ဆက်ဆံခဲ့ကြပါလေ။ယိုဟန်ကဒီအရာတွေအားလုံးသိနေရတာကသူ့လူနာတွေထဲမှာ ID ကျွမ်းကျင်တဲ့သူတအူးပါဝင်နေလို့ပါပဲ။အဲ့နောက်မှာတော့သူကစမ်းဝူရဲ့လုပ်ရက်တွေအားလုံးကိုစောင်းကျူကိုပြောပြခဲ့ပါလေ။စောင်းကျူရဲ့အိမ်ကိုဖောက်ထွင်းဝင်ရောက်ပြီးတော့စာအုပ်တွေကိုခိုးမှုဟန်ဆောင်မဲ့နေမှာအိမ်ထဲကိုတစုံတစ်ယောက်ကရုတ်တရက်ရောက်လာခဲ့ပါလေ။အဲ့ဒါကတော့သူမရဲ့သမီးပါ။စောင်းကျူရဲ့သမီးကိုဗဇက်ပိတ်ဖို့စမ်းဝူကသူမကိုအာဓမပြုခြင်းခဲ့ပါလေ။ အဲ့ဒါအပြင်စန်းဦးကစောင်းကျူရဲ့တမိကအဖေအရင်နဲ့အတူနေတာထက်ပေတာကိုပို့လို့ခြင်းနဲ့ဆိုတာသိပါတယ်။ဒါကြောင့်သူကအဲ့ဒါကိုအသုံးပြုပြီးတော့ဟဲ့ရင်းကိုချင်းရောက်ခဲ့တာပါ။ဒီကိစ္စပေါ်ပေါက်သွားခဲ့ရင်ဒီဘဝမှာသူ့ရဲ့အမေကိုဘယ်တော့မှပြန်မတွေ့ရတော့ဘူးဆိုပြီးတော့ပြောခဲ့ပါတယ်။ဒါကြောင့်ဟဲ့ရင်းကတေချာပေါက်လှုပ်ဝက်ထားတာပါ။ဒီစကားကိုကြားတော့စောင်းကျူတယောက်ကြားတာတွေကိုမယုံနိုင်အောင်ဖြစ်သွားပါတယ်။ဒါပေမဲ့ယုံဟန်ကဒီအရာတွေအားလုံးကိုစီစဉ်ရတဲ့အကြောင်းရင်းကတော့စောင်းကျူလိုစင်ကျင်းနှုံတရားရှိတဲ့သူတယောက်က ူမရဲ့အစစ်မှန်ဆုံးစိတ်ခံစားမှုတွေကိုထုတ်ဖော်နိုင်ဖို့ပါလို့ပြောခဲ့ပါတယ်။ခနာဒါတုံဆိုင်ပြီးတဲ့နောက်မှာတော့စောင်းကျူတယောက်တမိဖြစ်သူကိုဖုန်းခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ယုံဟန်ပြောသမျှတွေကိုမေးဖို့လုပ်ပေမဲ့လည်းဗဇက်ကပြောမထွက်ခဲ့ပါဘူး။ဒါပေမဲ့ဟဲရင်းကမေးမဲ့အကြောင်းအရာကိုကြိုတိသွားပြီးတော့အစောကတည်းကမပြောပြခဲ့မိတာတောင်းပန်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။ဒီစကားတစ်ခုနဲ့ရင်စောင်းကျူရဲ့စိတ်ခံစားမှုကလုံးဝပြိုလဲသွားပါတော့တယ်။ ယိုဟန်ကဖုန်းကိုယူပြီးတော့ဟဲရင်းကိုအမေကိုဂရုစိုက်ပြီးတော့အိမ်ကိုဘေးကင်းစွာပြန်ခေါ်လာပေးမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့ယိုဟန်ကစောင်းကျူကိုသူ့ရဲ့ကူတာမှုကိုလက်ခံကျင်လာဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါပေမဲ့စောင်းကျူကတော့အရာအားလုံးကိုအတီးပြုဖို့အတွက်စမ်းဝူကိုရှာကျင်တယ်လို့ပဲပြောလိုက်ပါတယ်။ယိုဟန်ကတော့စောင်းကျူဘလို့ပဲဆုံးဖြတ်ချက်ချချာသူမရဲ့ကိုယ်ပိုင်နှလုံးသားကိုယုံကြည်ရမယ်လို့ပဲပြောခဲ့ပါတယ်။တစ်ချိန်တည်းမှာစမ်းဝူကသူ့ကိုခြိထားတဲ့တိတ်ကနေလွတ်သွားပြီးတော့ထွက်ပြေးဖို့အလုပ်မှာပဲစောင်းကျူတယောက်အခဲနဲ့ကိုဝင်လာပြီးတော့ဟဲရင်းကိုအဲ့လိုလုပ်ခဲ့တာတကယ်လားဆိုပြီးမေးလိုက်ပါတယ်။ စမ်းဦးတရာတုံဆိုင်နေပြီးတော့ပြန်မဖြေနိုင်တာကိုမြင်ပြီးတော့စောင်းကျူကလုံးဝမတွန့်ဆုတ်တော့ပဲနဲ့တနတ်တလက်ကိုထုတ်ပြီးတော့တဲ့တဲ့ချိန်လိုက်ပါတော့တယ်။ဒါပေမဲ့စမ်းဦးကမင်းဘာလို့ငါ့ကိုမယုံတာလဲ။မင်းကယူတွတ်တဲ့လူသမားတယောက်ရဲ့စကားကိုယုံနေရလားဆိုပြီးတော့ပြန်မေးလိုက်ပါတယ်။စောင်းကျူမေးတာကိုတော့ပြန်မဖြေခဲ့ပါဘူး။ဆောင်ကျူတနတ်ကိုချဖို့ပြင်နေတဲ့ခိုက်တန်းမှာပဲယုံဟန်ရဲ့သတိပေးချက်ကိုယုတ်တရက်သတိရသွားပါတယ်။ကိုကိုကိုယုံကြည်ပါဆိုတာပါပဲ။ဆောင်ကျူကဖြစ်ဖြစ်ခဲ့တဲ့မြအရာတွေအားလုံးကိုပြန်အမှတ်ရသွားပြီးတော့အဲ့ဒါတွေကစမ်းဦးလုပ်ခဲ့တာတေးကြတယ်ဆိုပြီးတော့ယုံကြည်သွားပါတယ်။ ဒါပေမဲ့စောင်းကျူအာယုံပြန့်လွင့်နေတဲ့အချိန်မှာပဲစမ်းဝူကအခွင့်အရေးကိုအရယူပြီးတော့တနတ်ကိုလူယူလိုက်ပါတယ်။အရာအလုံးကမတော်တဆမှုတစ်ခုပဲဆိုပြီးတော့သူကပြောခဲ့ပြီးတော့စောင်းကျူကိုရိုင်းဆိုင်စွာရိုက်နှက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာယုံဟန်ယုတ်တရက်ပေါ်လာပြီးတော့ဒီလောက်နဲ့ပဲရက်ဖို့တားလိုက်ပါတယ်။ဒါပေမဲ့စမ်းဝူကစောင်းကျူကိုအ мян ချုပ်လိုက်ပြီးတော့ယုံဟန်နဲ့စောင်းကျူတေမှပဲအရာအလုံးပြီးဆုံးမယ်ဆိုပြီးတော့ယုံဟန်ကိုအော်ပြောလိုက်ပါတယ်။အဲ့ဒီခါမှာပဲစမ်းဝူသဘောပေါက်သွားတာကတနတ်မှာကြည်စံမရှိပါဘူး။ တစ်ချိန်တည်းမှာပဲစောင်းကျူရဲ့လက်ထဲကစေတိုးအက်ကလည်းသူ့ရဲ့ပေါင်ကိုနက်နက်ဆိုင်ဆိုင်ဝင်သွားပါတော့တယ်။စောင်းကျူကြောင်အလန်အားနဲ့တုံရင်နေတာကိုမြင်တော့ယုံဟန်ကစမ်းဝူကိုထုံစည်းပဲထိုးပေးတာပါဆိုပြီးတော့ပြောခဲ့ပါတယ်။အဲ့နောက်မှာတော့ယုံဟန်ကစောင်းကျူကိုအိမ်ပြန်ဖို့ပြောလိုက်ပြီးတော့ကျန်တာအားလုံးကိုသူ့ခရူးဆိုင်ပေးမယ်ဆိုပြီးပြောလိုက်ပါတယ်။ဒီနည်းနဲ့စောင်းကျူကငိုရင်းနဲ့ဟိုတယ်ကနေထွက်လာခဲ့ပါတယ်။အဲ့နောက်မှာချက်ချင်းပဲယုံဟန်ကစမ်းဝူကိုလည်းတပ်ပြစ်လိုက်ပါတယ်။ အချိန်နှဲငယ်ကြာပြီးတဲ့နောက်မှာတော့ဟဲရင်ကစိတ်ပိုင်းဆိုင်ရာကုသမှုထပ်မံခံယူကိုရောက်လာခဲ့ပြီမဲ့အချိန်တွေကမကြသေးခင်ကထက်အများကြီးပိုပြီးကောင်းလာပါတယ်။ယိုဟန်ကဟဲရင်ကိုစမ်းဟုဘယ်တော့မှပြန်ပေါ်လာတော့မှမဟုတ်ဘူးဆိုပြီးတော့ပြောပြခဲ့ပါတယ်။ဒါပေမဲ့ကလေးမလေးကယိုဟန်ရဲ့လက်ပေါ်ကသွေးစွန်းနာတွေကိုဆေးကြောလို့ရမှာမဟုတ်ဘူးဆိုပြီးတော့စိုးရိမ်နေခဲ့ပါတယ်။ယိုဟန်ကသူ့လက်တွေကိုငုံကြည့်ပြီးတော့ထွက်သွားဖို့ပြင်လိုက်ပြီမဲ့အဲ့ဒီချိန်မှာပဲသူနာပြူးကအခုပဲနိုင်ချင်းခံရတဲ့ကောင်လေးတယောက်ရောက်လာပြီဆိုပြီးတော့သူ့ကိုအကြောင်းကြားလိုက်ပါတယ်။ ဒါကြောင့်ယုံဟန်ကသူ့ရဲ့ကုသရေးလုပ်ငန်းကိုဆက်လုပ်ဖို့ပဲရွေးချယ်လိုက်ပါတော့တယ်။ဒီနေရာမှာပဲဇကာလီကတော့ပြီးဆုံးသွားပါပြီ။ဒါကြောင့်ဒီဇကာမှာတော့လူသက်သမားကအဖမ်းမခံခဲ့ရပါဘူး။ဟုတ်ကဲ့ဒီလိုမျိုးဇလံကောင်းလေးတွေကိုဇက်တိုက်တင်ဆက်ပြီးမှမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ။